ဘာသာခြားတဦးကဖယားရှင်ဟာ ရှင်အာနန္ဒာကိုတဆူသောဖယားယေရှု ရှိတယ်ဆိုပြီးဟောပြောနေပါတယ်တဲ့အရင်ဆုံးဗီဒီယိုဖိုင်တစ်ဖိုင်ကိုကြည့်လိုက်ပါအောင်เนาะချက်၃ချက်ကိုတွားတွေ့တယ်ဘာချက်၃ချက်လဲဆိုတော့အာနန္ဒာကဗုဒ္ဓကိုမေးတယ်ဗုဒ္ဓကပြိဋိဘံဆန်တော့မယ်မြောက်ရက်ကိုကောင်းပြုပြီးတော့အနောက်ဘက်ကိုမျက်နှာလှည့်ပြီးတော့စောင်းပြီးတော့လဲနေတဲ့အချိန်အာနန္ဒာကအရှင်ဖယားအရှင်ဖယားမရှိတော့ရင်ဒီပြည်တော်တို့ဘယ်သူအုပ်ချုပ်မလဲ သူသွန်သင်မလဲအရှင်ဘုရားစစ်မှန်တဲ့ဖရာလားဒါမှမဟုတ်စစ်မှန်တဲ့ဖရာဆိုတာရှိသလားဗုဒ္ဓကမေးဗုဒ္ဓကိုမေးတဲ့အခါမှာဗုဒ္ဓကဘာပြောလဲဆိုတော့အဟံဥတ္တမပုရိသောငါဒီယောက်ျားတကာတို့တဲ့မြင့်မြတ်သောလူသားပဲဖြစ်တယ်ဧကဗုဒ္ဓောအထီတိတသုရီသောဖရာကရှိတယ်ဇိနံမရဏနာဘဝိတ္တိဖရာစစ်ဖရာမဟာသိခြင်းမရှိဘူးအဲ့တော့ဧကဗုဒ္ဓောကိင်္ဂရဏဧကဗုဒ္ဓောအထီတိဘယ်မှာလဲတသုရီသောဖရာဆိုတာ အနာဒပြန်မေးတဲ့ခါကျတော့မှဗုဒ္ဓကအချက်၃ချက်ကိုပြောတယ်။အဲဒီအချက်၃ချက်မှာရှစ်သားတို့တဲ့ငါတပါးသောရှင်ခါမှာတခုဒီသောတရားဖြင့်ရှုမှတ်ပွားများဆင်ခြင်အောင်မြင်နှလုံးသွင်းတဲ့ကတဆူဒီသောဖျောက်ငါတွေ့တယ်။ထို့ဖျားဟာမေရောဖြစ်တဲ့မာရီအမိရှိသောသရိုသမီးအပြုတ်ကညာကမွေသောတာဖြစ်တယ်။သူဟာဒါလလနဲ့နဲ့ပရိနိဗ္ဗာန်ဆံမယ်။ပရိနိဗ္ဗာန်ဆံပြီးမှပြန်ရှင်တဲ့ဖျားဖြစ်တယ်။သူပြောပါဠိလိုတော့ပူရှင်းတယ်။မြန်မာလိုပြန်တဲ့အခါမှာဒါနည်းနည်းလေးဟိုလိုအပ်ချက်တွေရှိတယ်။ အဲ့တော့အဲ့ဒီမှာမာတာမာရိနာမကညာယပုတ်တော်လို့သုံးတယ်မဲတော်ဖြစ်တဲ့မာရိအမည်ရှိသောသရုသမီးကညာကမွေးမယ်တတတန္တိနာပရိနိဗ္ဗုတေတဲ့ဒါလန်လနဲ့ပရိနိဗ္ဗာန်ဆံမယ်ဇီဝိတာဝရောပိယဇီဝကိရီတော်တဲ့အသက်ဇီဝင်ရှုပ်ပြီးရင်ပြန့်ရှင်တဲ့ဘုရားဖြစ်တယ်လို့သူပြောအဲ့တော့ဒီအချက်ကိုကြည့်လိုက်တော့ဆရာကြီးတင်မောင်ထွန်းပြောနေတဲ့ယေရှုခရစ်တော်ရဲ့အကြောင်းနဲ့ဒီမှာပြောထားတဲ့အချက်ကသုံးချက်လုံးတွားပြီးတော့ကြိုက်နေတယ် ယေရှုခရစ်တော်ရဲ့မဲတော်ဟာအပြုကညာမာရီဖြစ်တယ်။သူကကျွန်တော်တို့ရဲ့အပြစ်တွေဓာတ်လက်လက်နဲ့ဂရဏီကုန်းတက်လောကကတိုင်းမှာအသက်ပြီးအသွေးသွန်းလောင်းတယ်။သူဟာတည်ခြင်းတရားကိုသုံးရမြောက်တော်နေ့မှာရှင်ပြန်ထားမြောက်တယ်။အဲ့ဒီမှာပဲကျွန်တော်ပို့ပြီးတော့နှိုင်းရှင်ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့အလင်းရပို့ရလာခဲ့။ဒါနဲ့မနိုင်ကြည့်လိုက်တော့မနဲ့6နာရီ15မိနစ်ဖြစ်။မပိုင်ရှင်ကအဲ့ဒီဗီဒီယိုဖိုင်တွေကလူကိုပြောနေတာပါနော်။အဲ့ဒီလူရဲ့နာမည်က S ကုန်းအောင်လို့ခေါ်ပါတယ်။ နောက်ပြီးအဲ့ဒီဗီဒီယိုဖိုင်ကလည်းပဲ၈နှစ်လောက်ရှိပါပြီเนาะအဲ့ဒါကိုခရိယံတွေကပြန်ပြီးတော့တင်ထားကြတာပါအဲ့ဒီအက်စကွန်အောင်ဆိုတဲ့လူဟာမဟုတ်မမှန်တာတွေလိမ့်လေဟောပြောနေတဲ့လူလင်တယောက်ဖြစ်ပါတယ်အဲ့ဒါကိုလည်းခရိယံအတင်းတော်ကပဲပြန်လည်ပြီးတော့ဖော်ထုတ်ထားပါတယ်เนาะအဲ့ဒီဖော်ထုတ်ထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်ပါဦးဆရာဒီနေ့ပါပြောချင်တယ်လေဆိုတော့ကျန်ခဲ့တဲ့9ရက်နေ့တုန်းက S Gumong နဲ့ပတ်သက်ပြီးမှ နည်းနည်းလေးပြောပြချင်တယ်ဒီမှာရှိတဲ့အသင်းသူအသင်းသားတွေကကဘာတလွားရှိတဲ့ website မှာကြည့်ပြီးခွန်အားယူတဲ့ညီကိုမောင်မတွေရောက်တိုင်းကိုအာစကားပြောချင်တယ်ဒီဆရာရဲ့တွင်တင်ချက်တွေဒီတခါတက်တည်ခံချက်ပေါ့တွင်တင်ချက်မပါပါဘူးသူတက်တည်ခံသွားတဲ့အရာပေါ်မှာအလုံးခွန်အားရပြီးတော့မှအကြီးအကျယ်ဝမ်းမြောက်ကြတယ်စိတ်လှုပ်ရှားကြတယ်တကယ်ကောင်းတဲ့ဇလံဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်။သို့တော့မြန် MCA အတင်းတော်ကအတင်းတော်တပါးတည်းပဲမဟုတ်ဖဲနဲ့လှုပ်ဖို့ဆောင်ပက်တီကကဘာနဲ့အပွားရှိနေကြတယ်။ MCA ကိုလည်းချစ်တယ်ထိုအတင်းတော်များကိုလည်းကျွန်တော်တို့ချစ်ကြတဲ့အခါမှာတယောက်တယောက်မိသားစုတွေပြောင်းများတော့ရှိတဲ့အတွက်ကြောင့်အတင်းတော်တော်များများကသေယုံဆရာများလှုပ်ဖို့ဆောင်ပက်တီပေါ့နော်သူတို့ကစာရေးလာပြီးတော့မှဆရာရဲ့ဆရာ S ကုမအောင်နဲ့ပတ်သက်ပြီးတော့မှအာ အဖြေလေးတွေပေးလာတယ်။ဒါဒီအဖြေလေးတွေကိုကျွန်တော်တို့တိုက်ကြည့်တဲ့အခါမှာသူတို့အဖြေပေးတာတွေအားလုံးက အမှန်ဖြစ်ပြီးတော့မှဆရာ S ကုမောင်ပလင်ကိုတုံးပြီးတော့မှတက်တိခံချက်တွေတဲမှာတော်တော်များများက အမှားဖြစ်တယ်ဆိုတာကိုကျောက်ခံစားတယ်။အမှားဖြစ်တဲ့အတွက်ကြောင့်ဒီပလင်ကကျွန်တော်အမှားပြောဖို့မဟုတ်ဘူး။တမာတရားကိုပြောပြီးမှလွတ်ချင်းကိုရဖို့ရတယ်ဖြစ်တော့ကြောင့်ဒီဒီသူ့ရဲ့အမှားတွေထဲမှာတော့ဆရာတို့သိသလောက်ပေါ့နော်။ တေချာတိတလောက်ကနံပါတ်1ကသူ RIT ဆင်းမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဆရာတို့တေချာခံယူတယ်။ RIT လုံးဝမပြီးဘူးဆိုတာကိုသဘောပေါက်သွားတယ်။ဒုတိယချက်ကတော့သူဘွဲ့တွေကိုလုံးလောက်ရပြီးတော့မှကြီးမားစွာအဆင့်ရောက်ခဲ့တယ်ဆိုတာကလည်းအဲ့ဒါကမမှန်တဲ့အရာဖြစ်တယ်။ဆိုတော့ဒီနှစ်ချက်လောက်နဲ့ပဲကျွန်တော်လုံလောက်ပါတယ်။ဂျန်နာဒီကတော့သူဘာတွေပြောတယ်ဆိုတာကိုတော့ဆရာတို့မစင်စားတော့ဘူး။သို့တော့သူ့ရဲ့ပြောဆိုချက်အားလုံးပေါ်မှာ အမှားတွေပါတယ်။တမာတရားကိုတိမ်းဆောင်ပြီးမှပြောတဲ့အရာဖြစ်တော့ကြောင်း Sarah MC အတင်းတော်နေနေတော့သူ့ကိုချန်ခဲ့တဲ့ဘက်ကစပြီးတော့မှ website မှာ Sarah Yi Yes sign ခဲ့ပြီးပြီ။အခုချိန်မှာတော့အတင်းတော်အနေနဲ့ Sarah ကြီးညာဖို့ဖြစ်တဲ့အတွက်ကြောင်းဆရာကိုရင်ထလာပြီးတော့မှဒီအရာကိုတရားဝင်နော်တရားဝင်ဆိုတဲ့နေရာမှာ တကယ်ကိုပြင်းပြထန်ထန် ပေါ့သူ့ရဲ့ဩဝါဒတွေဟာမှားတယ်ဆိုတဲ့အကြောင်းကိုဒီကနေပြီးတော့အနေငယ်ပြောချင်ပါတယ်လို့ဒီမှာရှိတဲ့အတင်းသူအတင်းသားတွေလည်းသိရအောင် ကိုယူသွားတဲ့အခွေတွေရှိမယ်ကိုယူသွားတဲ့ website ရဲ့ဟာလား link တွေရှိတယ်ဆိုရင်လည်းအားလုံးကို ဖြတ်လိုက်ပါဖြတ်လိုက်ဖို့ကောင်းတယ်ဒါကကောင်းတဲ့အရာမဟုတ်ဘူးလို့ကဲဒါဆိုရင်အဲ့ဒီ S ကွန်အောင်ဆိုတဲ့လူဟာမဟုတ်မမှန်တာတွေဟောပြောနေတဲ့လူလင်တယောက်ဖြစ်တယ်ဆိုတာကိုအားလုံးသိလောက်ပြီးထင်ပါတယ်ခရိယံဘာသာဝင်များအနေနဲ့လည်းပဲအဲ့ဒီလိုမဟုတ်မမှန်တာတွေဟောပြောနေတဲ့ S ကွန်အောင်ရဲ့ဗီဒီယိုဖိုင်တွေကိုနောက်ထပ်ထပ်ပြီးတော့မတင်ပါနဲ့နော်ကိုယ့်ရဲ့ဘာသာကိုသိခါကြစီလို့ပြောတာပါ နားလေကြပါစေအရှင်ဖရာလူချင်းတူပင်မဲ့တချို့ကအသက်တူတယ်တချို့ကအသက်ရှည်တယ်ဘယ်လိုကုသိုလ်အကုသိုလ်တွေကြောင့်လဲဆိုတာ ရှင်းပြပေးတော်မူပါဖုံဖုံတဲ့ဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကံမဝိပင်္ဂတုံမှာမြတ်စွာဘုရားကိုသူဘလူလင်မေလျှောက်တဲ့ပု္ပ္ပစာ14ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပစာ14ချက်ထဲမှာသူဘလူလင်ကမြတ်စွာဘုရားကို မြတ်စွာဘုရားလူချင်းတူပါလျက်တချို့သော လူတွေကအသက်တိုတယ်တချို့သောလူတွေက အသက်ရှည်တယ်ဘာကြောင့်ပါလဲဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကစိတ်သားတူပါလူချင်းတူပါလျက်တချို့သော လူတွေအသက်တိုတယ်ဆိုတာ သူ့အသက်သက်ချင်းဆိုတဲ့ပါဏာတိပါဒကံကို ကျူးလွန်လို့ဖြစ်တယ်တချို့သော လူတွေအသက်ရှည်တယ်ဆိုတာဟာသူ့အသက်သက်ချင်းဆိုတဲ့ပါဏာတိပါဒကံကိုရှောင်ကျဉ်လို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ် ဒါကြောင့်လူချင်းတူပါလျက်တချို့သောလူတွေအသက်တွေ့ရခြင်းဟာပါဏာတိပါတကံကိုကျူးလွန်လို့ဖြစ်ပြီးတချို့သောလူတွေအသက်ရှင်ရတယ်ဆိုတာဟာပါဏာတိပါတကံကိုရှောင်ကျဉ်လို့ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံဖယားမိဘစကားနားထောင်တဲ့သာသမီဟာစိတ်မစင်းရဲကိုမစင်းရဲဘူးလို့ပြောကြပါတယ်ဖယား။သုတ်တော်ဒနာမင်းကြီးကဖယားလောင်းကိုစကြဝဠာမင်းဖြစ်စေခြင်းတာတော့ထွက်တော့မိဘစကားနားမထောင်တာကြပါသလားဖယားတဲ့။ မိဘစကားနားထောင်တဲ့တာသမီတွေဟာကိုရောစိတ်ပါမစင်ရဲဘူးလို့တချို့ကပြောကြတယ်နော်အဲ့ဒါကမှန်ကန်ပြီးကောင်းကျိုးဖြစ်စေတဲ့စကားကိုပြောတာပါဒီလိုပြောလို့တချို့ကဘယ်မိဘကကိုသားသမီးကိုမှန်မှန်မကန်စိုးကျိုးဖြစ်စေမဲ့စကားမျိုးပြောပါမလဲလို့မေးလာနိုင်ပါတယ်မိဘလည်းပုထုဇဉ်လေပုထုဇဉ်ဖြစ်တဲ့အတွက်အမှားမကင်းနိုင်တာကြောင့်တချို့သောအမှားတွေကိုအမှန်ထင်ပြီးပြောတတ်ပါတယ် ေတနာကတော့သာသမီကောင်းစားဖို့အတွက်ပြောတာပါ။သို့တော့စေတနာနဲ့ပြောတာမှန်ပေမဲ့ပြောနေတဲ့စကားကမှားနေမယ်ဆိုရင်အဲ့ဒီအမှားကိုမိမိကသိပါကလိုက်နာစရာမလိုပါဘူးနော်။ဘာကြောင့်လဲဆိုရင်အဲ့ဒီအမှားကြီးကိုအမှန်မှန်သိပါလေနဲ့လိုက်နာလိုက်မယ်ဆိုပါကမိဘရောမိမိပါကိုကျိုးနဲ့မှမလိုပဲဖြစ်ပါတယ်။ဒါကြောင့်မှားနေပြီဆိုရင်လိုက်နာစရာမလိုပါဘူး။နားထောင်စရာမလိုပါဘူးနော်။ဖရာအလောင်းတော်ထွက်သွားတယ်ဆိုတာဟာ ဖခင်သုတော်ဒနာမင်းကြီးရဲ့စကားကိုနားမထောင်တာမဟုတ်ပါဘူးနော်တတဝါတွေရဲ့အကျိုးစီးပွားအတွက်တောထွက်သွားတာပါဖခင်အလောင်းဟာဖခင်သုတော်ဒနာမင်းကြီးရဲ့စန္ဒကိုလိုက်ရောပြီးတောမထွက်ပဲနေလိုက်မယ်ဆိုရင်ဖခင်ဖြစ်မှာမဟုတ်တော့ပါဘူးဖခင်မဖြစ်တော့ဘူးဆိုရင်တတဝါတွေကိုကယ်တင်နိုင်မှာမဟုတ်တော့ပါဘူးနော်ဒါကြောင့်ဖခင်အလောင်းတောထွက်သွားတယ်ဆိုတာဟာမှန်ကန်တဲ့လောက်ရဖြစ်တာကြောင့်ဖခင်ရဲ့စကားကိုနားမထောင်တဲ့သဘောမရောက်ဘူးလို့ မှတ်သားထားရမှာဖြစ်ပါတယ်။ဗုဒ္ဓဟာအိုနာသေးဘေးကိုမြင်ပြီးဒီဒုက္ခကလူငယ်ရလမ်းကိုရှာဖို့တောထွက်တရားကျင့်ခဲ့တယ်လို့သိခဲ့တာပါ။ဘာကြောင့်အဲ့ဒီအရွယ်ရောက်မှအဲ့ဒီစိတ်ကိုဝင်ခဲ့ရတာလဲ။အိုနာသေးကိုဒီအသက်ရွယ်ရောက်မှစမြင်တွေ့ဘုရားတော့မဖြစ်နိုင်တဲ့။အဲ့ဒါကိုနှစ်ပိုင်းခွဲပြီးဖြေရမယ်နော်။ပထမတစ်ပိုင်းကဘောဓိကုတ်ကိုညောင်းထိုးထိုးလူပြိုဖျားမရှိ냐လို့ဆိုတဲ့အတွက်ဖျားတိုင်းဟာလူပြိုဖျားမရှိတာကြောင့် ဖျားဖြစ်မိဖျားလောင်းဟာတော်မထွက်ခင်မှာအရင်ဆုံးအိမ်ထောင်ပြုရပါတယ်အိမ်ထောင်ပြုပြီးလို့သာသမီရမှတော်ထွက်ရပါတယ်ဒါဟာဖျားလောင်းတိုင်းရဲ့ဓမ္မတာပါအဲ့ဒီဓမ္မတာရှိတဲ့အတွက်ဖျားလောင်းဟာစောစောစီစီတန်ဝေခညာမရရခြင်းဖြစ်ပါတယ်ဒုတိယတစ်ပိုင်းကတော့ဖခင်ဖြစ်တဲ့သုတော်ဒနာမင်းကြီးဟာဖျားလောင်းကိုတန်ဝေခညာရပြီးတော်ထွက်မှာဆိုတဲ့အတွက်နန်းတွဲမှာပဲထားပြီးတော့နန်းတွဲမှာအိုနာသေးတွေကိုမထားပါဘူးအဲ့ဒီအိုနာသေးတွေကိုနန်းပြန်မှာပဲထားပါတယ် ဖရာလောင်းဟာနှစ်ပေါင်းမြောင်များစွာအဲ့ဒီနန်းတွင်းမှာပဲနေရပါတယ်။ဖရာဖြစ်ဖို့အချိန်နီးကပ်တဲ့အခါကြတော့မှနတ်တွေကဥယျာဉ်ထဲကိုခေါ်ဆောင်ပြီးတော့သူအိုသူနာသူသေးယဟန်ဆိုတဲ့နမိတ်ကြီးလေးပါးကိုလေးလတစ်ချိန်ပြပေးပါတယ်။အဲ့ဒီအခါကြမှာပဲဖရာလောင်းဟာသူအိုသူနာသူသေးတွေကိုမြင်ဘူးတာဖြစ်ပါတယ်။နားလည်ပါစေနော်။တတ်တတ်လို့စားတာကုသိုလ်ရပါသလားဖေယားချေချာပေးပါတဲ့တတ်တတ်လို့စားရင်ကုသိုလ်ရပါတယ်လို့ ဖះမဟောပါဘူးเนาะတချို့ကတတ်တလို့စားရင်ကုသိုလ်ရတယ်လို့ထင်တတ်ကြပါတယ်တတ်တလို့စားလို့ကုသိုလ်ရမယ်ဆိုရင်ကျွဲတွေနွားတွေအသေးအရွက်စားတဲ့တရိတ်ဆန်တွေကုသိုလ်ရကုန်မှာဖြစ်ပါတယ်သို့တော်လည်းပဲမိမိကိုအကြောင်းပြုပြီးတတ္တဝါတွေတည်ကြည်ပျက်စီးခြင်းမဖြစ်ပါစေနဲ့ဆိုတဲ့မေတ္တာစိတ်မျိုးနဲ့အသားငါရှောင်ကျင်ပြီးတတ်တလို့စားမယ်ဆိုရင်တော့ ုသိုလ်ရနိုင်ခြင်းရှိပါတယ်။ဖျားရှင်ရဲ့အလိုတော်အရာကတော့အစာတောက်နဲ့ပတ်သက်ပြီးကုသိုလ်ရမရတိုင်းတဲ့အခါမှာအစာအတောက်ပေါ်ခင်တွယ်တဲ့ရတတနာနဲ့ပဲတိုင်းပါတယ်။တသက်လို့စားပြီးတော့အစာအတောက်ပေါ်ခင်တွယ်တဲ့ရတတနာရှိနေမယ်ဆိုရင်တော့ကုသိုလ်မရပါဘူး။တသက်လို့ပဲစားစားအသားငါနဲ့ပဲစားစားအစာတောက်ပေါ်ခင်တွယ်တဲ့ရတတနာမရှိဘူးဆိုရင်တော့ကုသိုလ်ရပါတယ်။ လူကတန်ကာတင်ခွဲလို့မရဘူးဟုအကောက်တစ်ခုကပြောနေပါတယ်ဟုတ်ပါသလားဆရာတော်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဖြေကြပြောကြတဲ့အခါမှာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ်မှန်ပြီးမပြည့်စုံတာလည်းရှိမယ်ဘာကြောင့်လဲဆိုရင်အလုံးစုံကိုတည်တော်မူတဲ့တပည့်ညို့ဖရာမဟုတ်လို့ပါအလုံးစုံကိုတည်တော်မူတဲ့တပည့်ညို့ဖရာသာလျှင်မှန်ကန်ပြီးကုံစင်အောင်ဖြေဆိုနိုင်ပါလိမ့်မယ်ဦးစင်တို့ကိုယ်တိုင်လည်းအမှားမကင်းပါဘူးเนาะ အမှားမကင်းကြတော့လည်းပဲဘာသာရေးနဲ့ပတ်သက်ပြီးဖြေကြပြောကြတဲ့အခါမှာဖရာဟောပိတကတ်ကိုကိုးကားပြီးဖြေကြပြောကြမယ်ဆိုရင်တရားမှာ90လောက်ကမှန်ပြီး10လောက်ပဲမှားနိုင်ပါတယ်။ဘာကြောင့်10လောက်ကမှားနိုင်သေးတာလဲဆိုရင်ဖရာဟောပိတကတ်ကတော့မှန်ပြီးသားပါ။ဖရာဟောပိတကတ်ကိုအယူအဆလွဲသွားလို့ပဲဖြစ်ပါတယ်။လူကတန်ခါကိုနှစ်ပတ်ခဖြစ်အောင်မလုပ်နိုင်တဲ့အတွက် လူကတန်ခါတင်းခွဲလို့မရဘူးဆိုတာမှန်ပါတယ်။သို့တော့ဆက်ပြောရမှာကြံခဲ့ပါသေးတယ်။ အဲ့ဒီကြံခဲ့တဲ့အရာကိုအချင်းချုပ်ယူပြီးတော့ပြောပြပါမယ်နော်နာခောဥပါဠိဘိက္ခုနီတန်ခံပိန္တတိအပိစဗေဒာယပရကမတိနသိက္ခမနာတန်ခံပိန္တတိနသာမဏေရောတန်ခံပိန္တတိနသာမဏေရီတန်ခံပိန္တတိနဥပါတကောတန်ခံပိန္တတိနဥပါတိကတန်ခံပိန္တတိအပိစဗေဒာယပရကမတိဘိက္ခုနီသိက္ခမံသာမဏေသာမဏေမ လူဥပါဒကလူဥပါတိကမတို့ဟာတန်ခါသိမ့်ခွဲတဲ့ကံကိုမလုပ်နိုင်ဘူးသို့တော့သိမ့်ခွဲအောင်တော့အားထုတ်နိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်နားလည်အောင်ပြောရမယ်ဆိုရင်ဥပုပ်ကံစတာတွေဟာလူစတူတို့နဲ့မသက်ဆိုင်တဲ့အတွက်တန်ခါသိမ့်ခွဲတဲ့ကံကိုလူကတရိုက်လုံးလို့မရတော့လဲပဲသိမ့်ခွဲအောင်တော့အားထုတ်နိုင်တဲ့သူတွေဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒါလေးကြံခဲ့တဲ့အတွက်ကြောင့် အဖြေကမှန်တော်လဲပဲမှားတယ်လို့ဖြစ်သွားတာပါနော်ဒါကြောင့်လူတွေဟာတန်ခါသင်ခွဲလို့မရဘူးဆိုတာမှန်ပါတယ်သို့တော့တရိုက်သင်ခွဲလို့မရတာပါပွဲဝိုက်တော့နီးနေတော့အားထုတ်နိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်